ဒီပိုင်းအစမှာတော့အောင်စစ်ကိုထမင်းထက်ပေးရင်ဘိုးနောင်ရဲ့အဖေရင်မန်းတပြေကတိသွားပါတယ်။ကျောင်းမှာအေးပလေးရခဲ့ကြောင်းစီတူစော်ကကြွားနေရင်မိုးတီတိုင်းရောက်လာကတားဖြစ်သူကိုမျက်စပြပြပြီးမိသားစုအလိုအပြစ်မှဟော့ပေါ်သွားစဖို့ပြောခိုင်းတော့အောင်စစ်ကလက်မခံပဲစီတူစော်ကိုထွက်သွားခိုင်းလိုက်ပါတယ်။မိုးတီတာကတော့ဘာကြောင့်အဲ့လောက်ရက်ဆက်ရတာလဲလို့ပြေးလိုက်တော့မင်းနဲ့ပကံတစ်ချက်ထဲမှာထမင်းအတူစားမှရှင်လို့လို့အောင်စစ်ကပြောလိုက်ပါတယ်။ ျမတယောက်တည်းဥဆောင်နေရတာရှင်ကပါမများအထောက်ကူပြုရလို့လေလို့မိုးတိတာကပြောလိုက်တော့မမေကြီးကိုကပ်ပါပြီးနေရာအတင်းယူပြီးမင်းကိုမင်းမန်မတက်နေနဲ့လို့ပြောလိုက်တော့ဒေါ်ဆာထားရောက်လာပြီးမိုးတိတာကိုစာနာပါအောင်လို့ပြောလိုက်ပါတယ်သူ့ရဲ့ပထမမိန်းမအေးမြမိုးကူကြတော့စာနာစိတ်ဘာလို့မရှိတာလဲလို့အောင်စီကမိလိုက်တော့မင်းမသာ CRM ခံနိုင်လို့ဒီလိုဖြစ်လာတာလေမိုးတိတာကိုမတနာရင်တောင်မင်းသားလေးစီသူစောကိုတနာပါအောင်လို့ပြောလိုက်တော့ကျွန်တော်လုတ်ခဲတာတွေအတွက်အခုခံနေရပါပြီဘယ်ရောက်နေမှမသိတဲ့အသားအတွက်ဘာမှလုတ်မပေးနိုင်တဲ့အတွက်နှစ်တွေကြာလေပိုနာကျင်ရလေပဲလို့ပြောကအောင်စီက ထွက်သွားပါတယ်။ကျောင်းလေကြီးတွားထားရင်လည်းအောင်စီထက်ပုံကိုကြည့်ကတကယ်ပဲမိုးနှောင်ရဲ့အဖေပဲဆိုပြီးတော့တပြေကတွေးနေတော့စီတူစောရှောက်လာပြီးဘာလို့ကြည့်နေရလဲဆိုကဒေါသတကြီးနဲ့အခန်းထဲကမောင်းထုတ်လိုက်ပါတယ်။ ပြီးတော့အဖေခန့်ခေါက်ကိုဘာလို့မချရတာလဲလို့အတွေ့အထဲမှာမေးနေပါတယ်။တဖက်မှာတော့နှင်းစီကဝရီကိုနှိပ်ပေးနေတဲ့အောင်စီနဲ့ရှမ်းပြည်တိုင်းမေမေကြီးကအခွင့်အရေးတွေပေးလို့အမြဲအမြတ်ထွက်နေတဲ့မိုးတီတာမကောင်းချောင်းတွေကိုအတင်းတုံနေပါတယ်။ဝရီကမေမေကြီးကယာရုအကြီးဆုံးမို့မေမေကြီးမျက်နှာသာပေးခံရတဲ့သူဖြစ်အောင်လုပ်ဖို့ဇာနေကိုပြောလိုက်တော့ငါရှိမှအတင်းပြောတာငါမကြိုက်ဘူးလို့ဇာနေကပြောလိုက်ပြီးခန်းထဲကထွက်သွားပါတယ်။တဖက်မှာတော့တပြေကဝမ်းသာအားရနဲ့ဖုန်းခေါ်ပြီးတော့မိုးနောင်နှင်းအဖေကိုတွေ့ပြီးနှင်းအဖေကတထေကြီးနှင်းချမ်းသာတော့မယ်သိလားလို့ပြောလိုက်တော့မိုးနောင်လည်း ဲ့အန်အော်ဝမ်းသာသွားပါတယ်။ရုပ်ရည်နောက်ကနေအကုန်လုံးကိုကြားသွားတဲ့ရီကရှောက်လာပြီးမိုးနှောင်းကိုကိုကိုကြီးရဲ့တာမန်ချက်ချင်းသွားပြောလိုက်ရင်မမေကြီးကအစာဖြောက်လိုက်လိမ့်မယ်လို့ချင်းချောက်ကငါးနှင်းကိုစောင့်ရှောက်မယ်။ငါပြောခိုင်းတဲ့အချိန်မှပြောလို့ပြောလိုက်တော့မမရီစိတ်တိုင်းချဖြစ်စီရပါမယ်လို့တပြေကကတိပေးလိုက်ပါတယ်။ တစ်ဖက်မှာတော့မိုးနှောင်းကအဖေနဲ့တွေ့ရင်အမေကိုဘာလို့ဆုံးပစ်ခဲ့တာလဲဆိုတာတာမေးချင်လိုက်တာလို့ပြောလိုက်တော့မိမိကအဖေနဲ့တွေ့ရင်ဖြေအားကတ်တဲ့မိကုန်းနေမမေးဘူးပြောပြီးအဖေနဲ့တွေ့ပြီဆိုတော့မမမိမိကိုထားခဲ့လို့ရှားတယ်နော်အာမနာနဲ့လို့ပြောလိုက်တော့မမမိမိပါပဲနဲ့တာဖယ်မှမတော်ဘူးလို့မိုးနှောင်းကပြောလိုက်ပါတယ်